အင်္ဂလန်ရဲ့အသက်ငယ်ဆုံးဂိုးသွင်းစံချိန်နဲ့လူအစ်ကယ်လီရဲ့ပါရမီလင်းပချိန်ကဲတော့အားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Corners ကနေအားစပ်ပရိသတ်တွေအားလုံးကိုကြိုဆိုပါရစေလူအစ်ကယ်လီကအင်္ဂလန်လက်ဝေးစဉ်ကစားမပွားပထမဆုံးပွဲမှာဂိုးသွင်းပြလိုက်တယ်ဒီချာလေးလေးကအာစနယ်မှာပဲအတန်ကျဲတဲ့ပါရမီရှင်မဟုတ်ဘူးဆိုတာတတ်သိပြလိုက်တာပါပဲဒီလိုနဲ့ပဲလူအစ်ကယ်လီကအင်္ဂလန်သင်းရဲ့တမိုင်းတစ်လျှောက်အသက်ငယ်ဆုံးဂိုးသွင်းသူတစ်ဦးဖြစ်လာတယ်သူမှာတောင်လက်တွေစုံနေပုံကအင်ဂျယ်လူပဲ ။ဟိုမြင်းကြီးစီပြန်တန်းဖို့ရာသူနှလုံးသွေးတွေလိုချာနေပါပြီ။ပြီးခဲ့တဲ့အော်တိုဘာလကမှဒီချာဒေးလေးကအာစနယ်ယူနိုက်တက်အသင်းမှာနေရာရဖို့ရုန်းကန်နေရတာ။အခုအင်္ဂလန်အသင်းတို့ကဂိုးသွင်းလိုက်ပြီတဲ့။ဘလောက်အန်အားသင်းစရာကောင်းလိုက်လဲ။လူငယ်တယောက်ရဲ့အလင်းရထားဟာတိတ်ပြီးမြန်ဆန်တာပဲ။အေဗီနီယာအင်္ဂလန်နီးပြားတဲ့ဒူချဲရဲ့ပထမဆုံးစမ်းသပ်ခန်းပဲ။ကမ္ဘာလုံးဆိုင်ရာကြော်ကြားမှုအမှတ်တရကြီးဟာဒူချဲနဲ့အဆင်ပြေပါမလား။ဇိုးအင်စဲလေးမပူရအောင်လူးဝစ်ကယ်လီကသွင်းကိုတကိုးနဲ့ဂူကြီးဆောင်မပေးခဲ့တယ်။ ဝင်းဘလီဆိုတာဇာမတိုင်းအစွမ်းပြခြင်းနဲ့တမိုင်းဝင်ကွင်းကြီးလူးစ်ကယ်လီကတမိုင်းဝင်နေရာမှာတမိုင်းတွင်အောင်ဂိုးတကိုသွင်းပြလိုက်တာအသက်16နှစ်196ရက်နဲ့အင်္ဂလန်တို့ကပထမဆုံးပွဲမှာဂိုးသွင်းနိုင်တဲ့အသက်ငယ်ဆုံးဇာမဆန်ချိန်ပိုင်ဆိုင်ခဲ့တာပါပဲအခုလိုမျိုးတမိုင်းတွင်မဲ့ဂိုးကြောင့်လူးစ်ကယ်လီကပြောစရာစကားလုံးမရှိပါဘူးသူစားအာစတန်အသင်းပေါ်ဒက်ကလန်ရိုက်စ်ကပြောပြရတယ်လူးစ်ကယ်လီကအထိတ်လန့်မရှိသူပါသူရဲ့ယုံကြည်ချက်ကြောင့်အခုလိုမျိုးကစားနိုင်တာပါ ပထမဆုံးပွဲမှာပဲသူခြေသွမ်းပြနိုင်တာပါလို့ Declan Rice ပြောခဲ့တယ်။အင်္ဂလန်သင်းဒီပြားသည်ဒူချေကလည်းတိတ်ပြီးအားသင်းစရာကောင်းသူဆိုပြီးတော့ချီးကျူးတယ်။လေးချင်းကွေးမှာမြင်ကလေးက Louis Kelly ကိုဒူချေထင်ကြီးခဲ့တာပါ။ဘလောက်ကြိုးစားလဲဆိုတာသိခဲ့ပါတယ်။ Louis Kelly အတွက်လက်ရှိရာသီအရမြောင်းလင်းထတာပို့ပြီးတော့ဂျီနူးစရာဖြစ်နေပါတယ်။ Arsenal Academy အတွက်ဂျဲပွင့်ဖြစ် Premier League မှာကိုထင်ပြနေပါတယ်။ Arsenal အတွက်သူ26ပွဲဒီကစားကွင်ရထားပါတယ်။အင်္ဂလန်နဲ့ Arsenal ဘယ်နောက်ခံလူအောင် Ashley Cole က Louis ကလေးတိုးတက်မှုနှုန်းကတိတ်ပြီးမြန်ဆန်ပါတယ်။တခါလေတော့လေသူ့လိုလူငယ်ကျဲဝင်မျိုးကို Gear Side ထိမ့်သိမ်းရပြီးတော့ပွဲထွက်ခွင့်ကိုချိန်ချိန်ပေးရပါမယ်လို့သတိပေးခဲ့တယ်။ Arsenal Team Academy ကိုအသက်၈နှစ်ရွယ်မှာ Louis ကလေးရောက်လာခဲ့ပါတယ်။အဲဒီချိန်တုန်းက Louis ကလေးက Arsenal Academy နဲ့ကြောင်းသင်းနေမှာကစားနေခဲ့တယ်။အဲဒီချိန်တုန်းက Louis ကလေးကဘိုခန်သစ်ကစားမဖြစ်အသုံးတော်ခံခဲ့တာပါ။အဲဒီနေရာမှာကစားတာ Louis ကလေးသဘောကျပါတယ်။ခန်းစစ်ကနေတိုက်စစ်ကိုဘောလုံးဆွဲပြေးပြီးတော့ကူညီပေးတဲ့ Modern ခန်းစစ်ကစားမှာဖြစ်ခဲ့ဘူးတယ်။ အဲနောက်အာစနယ်အသင်းအတွက်ပထမဆုံးကစားပွဲချိန်မှာလူးအစ်ကယ်လီယာဘယ်နောက်ခံလူဖြစ်လာတာပါတကယ်ဆိုရင်ဘယ်နောက်ခံလူနေရာထက်ဘိုးခန်စစ်ကစားမဖြစ်ကစားခြင်းပေမဲ့ခုချိန်မှာအာစနယ်အသင်းကိုကုညီရရင်ကျင်းပ်ပြီလို့လူးအစ်ကယ်လီကသဘောထားပါတယ်မတူညီတဲ့တောင်ပိုင်းကစားမတွေကိုဟန်တားတာလူးအစ်ကယ်လီသဘောချလာခဲ့ပါပြီလက်ရှိဘောလုံးတော့ကမှတနေရာတဲ့ကစားတက်လို့မရပါဘူးလူးအစ်ကယ်လီကကွင်းလေလူဖြစ်ကစားရင်လည်းအဆင်ပြေတယ်လို့ပြောခဲ့ပါတယ်ခန်စစ်ဇွန်လူနဲ့ကွင်းလေလူရဲ့အသွင်ပြားခုခင်မှာတိတ်ပြီးမကွာခြားတော့ဘူးဆိုတာလီဗာပူးကအာနိုးက အကောင်းဆုံးတက်သေးပါပဲ။လူးစ်ကယ်လီကအာဆင်အတွက်သာမကပဲအင်္ဂလန်အတွက်ပါအစွမ်းပြနေပါပြီ။သူကိုရက်တန်းလို့မရပါဘူး။လူကယ်ရီဖုံးတကူကြီးမားတဲ့အာဆင်အစဉ်လာတိုင်းလူးစ်ကယ်လီကတောက်မဲ့မီဂယ်တရဲဖြစ်ကဘာတိအောင်ချိန်ညာနေပါပြီ။ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲခင်ဗျာ။ဆိုတော့ကန်နာတို့ကျွန်တော်တို့အတင်းရဲ့ဂုံစရာမီဂယ်လီလူးစ်ကယ်လီတွေ့ရောဗာပြောချင်းတယ်လေပြောခဲ့ပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။